အာဂရုံးကတော့ဗျာတဲ့လူစင်းတော်တော်လေးထုတ်လာပြီးရတယ်ဘလို့ဘလို့တလွဲရမှာလဲဘရာသာရေနော်မာရက်စကဘလို့ဘလို့တလွဲရမှာလဲကျွန်တော်ပြောထားပါတော့ဗျာဂိုးသမားနေရာမှာယောဂန်ဆန်ပါတဲ့သဘောကြချင်မှာကြားလိုက်ပြီနောက်တန်းကနောက်တန်းကလီဗီကိုပဲထည့်မလာတာတော့ကျွန်တော်လည်းမနိုင်မျိုးဘာလို့လဲပေါ့ဘာရီယယ်ရှီတို့ဘာတို့ကအဲ့လောက်မဟုတ်ဘူးဗျာတိလာနော်ပြီးလို့ဟိုပြီးလို့ရှိရင်ကျွန်တော်တို့အာဂျိမ်းစ်တို့ဘာတို့ထည့်မလာဘူးဂျိမ်းစ်ဆိုတော်တော်ကောင်းနေတယ်မှာဒါတော့ပြောစရာမလိုဗျာဂျိမ်းစ်က injury ကင်းရင်ကောင်းနေသူပဲအဲ့တော့မှဆိုတော့ကစားနိုင်ရင်တန်းနဲ့ထည့်မလာဘူးဘာလို့လဲတော့မသိဘူးပေါ့နော် ။နေညာမှာနှစ်ခုတော့တွေးလို့ရတာဗောလေ။ Okay ဖလားမရလဲငါတို့ဘာဖြစ်လဲကွာ။ဖလားမရလဲငါတို့တော့ဘာမှဖြစ်တာမဟုတ်ဘူးဟုတ်တယ်မလား။အဲဒါတနည်းနောက်တနည်းကျတော့လေ Okay ဒီပြိုင်ပွဲတက်လျှောက်လုံးမှာငါတော့ဒီကစားမားတွေကိုနေရာပေးလာတာ။ပေးတယ်မနော်။တချို့နေရာအများစုလောက်ကိုဟိုပွဲထွက်ကစားမားစီးနေ first line နဲ့ကစားမားတွေကိုထည့်ပြီးတော့နောက်တန်းနဲ့ဂူသမားကိုတော့အတိုင်းတာတစ်ခုတည်းငါလူငယ်အဒီဗာလဲဒီပုံမှန် conference league မှာနေရာပေးနေကြကစားမားတွေကိုပဲငါပေးလိုက်မယ်။ ဒါဆိုသူတို့တဲ့ fail ဖြစ်သွားမယ်ဆိုတဲ့ပုံစံမျိုးတွေးလို့လည်းဖြစ်ကောင်းဖြစ်မှာပေါ့လေ။ကျန်တဲ့ကစားမတွေအတွက်တွေးပြီးတာလည်းဖြစ်ကောင်းဖြစ်မှာပေါ့။ဒါပေမဲ့ဗျာဒီလူစင်းနဲ့လည်းဖလားကမရစရာအကြောင်းမရှိပါဘူး။ဟုတ်တယ်မနော်။ဒီပုံစံတွေကဖလားကမရစရာအကြောင်းတခုပဲဗျာနော်။အဲ့မင်းဘာရီယာရှိတို့မင်းကောင်းလေအမားမလုပ်ဖို့ပဲ။ချာလိုပါချာလိုပါကအမားအမားတိတ်လို့တဲ့တယ်မှာမပါဘူး။ချာလိုပါပုံမှန်ပဲ။ဘာရီယာရှိကပဲမင်းမယုံရင်မယုံရလိမ့်မယ်။ပါမကူဗျာတဲ့ဂူပေါင်နာမထားပဲနဲ့နောက်ဒီစင်းနေရတယ်ဗျာ။အေးအဲ့ဒါအဲ့ဒါကိုနားမလည်ဘူးတိလား။ဘာဘာလို့လဲပေါ့နော်။ ကိုကစားသမားတွေရတော့ဗျာထားပါတော့ခန်းစီကိုတောင်းယူရမယ်နီးပြတယ်သူတို့ philosophy တွေရှိတယ်ဗျာတိလားအေးအော်မလူဘူးသူတို့ရဲ့ philosophy တွေရှိတယ်တိရမလားအာတော့ယာကင်ကလော့လို့ပြောသလိုပေါ့တိရမနော်မင်းမက်ဆီမဟုတ်သေးပြီမင်းကခန်းစီကိုကူရမှာပဲပေါ့ပြောပြောချင်တာတိရမက်ဆီဆိုလို့ရင်မင်းကို6လောက်လေးထည့်ပြလိုက်တာနဲ့အကုန်လုံးဖြစ်အောင်လုပ်တယ်ပေါ့ဗျာမင်းမက်ဆီမဟုတ်ဘူးဆိုမင်းခန်းစီကူရမှာပဲပေါ့သူမာနီတို့ဆာလာတို့နဲ့ပတ်သက်တော့ပြောသလိုပဲနီးပြတယ်သူတို့သူတို့သူတို့ယူဆချက်တွေရှိတယ်တိလားဟိုပြီးလို့ရှင်လည်းပဲအ ပြအကောင်းဆုံးခံစီကတိုက်စစ်ကစတယ်ဆိုတာအဲ့လိုအဲ့လိုမျိုးကြောင့်လည်းဖြစ်မှာပါเนาะပြီးရင်လည်းပဲဘောလုံးကြီးပေါ့ဗျာကျွန်တော်ပြောချင်တာကွင်းလယ်မှာအန်ဇူတို့၊ကိုင်စီတို့ဆိုတာမျိုးကဘောလုံးနဲ့အတူတယောက်ချင်းလည်းထွက်ပြီးထွက်နိုင်နေဗျာဘောဂယ်ရီစ်ကောင်းကောင်းလုံနိုင်နေဗျာ passing ability လည်းကောင်းနေဗျာပြောရင်းဆိုရလာပြီခင်ဗျာအဲ့လိုကစားမားတွေရှိနေတာတောင်မှဗျာသိတယ်မလားချက်စီပဲအဲ့လိုကစားမားတွေရှိနေတာတောင်မှကိုပါမာလိုမျိုး creative ဖြစ်တဲ့ player တယောက်ကိုဘောလုံးကြီးတွားယူကွာဆိုပြီးတော့ စင်ခိုင်းစရာမလိုဘူးဗျာ။ဘာလို့လဲဆိုတော့ကိုအတင်းရဲ့ကွင်းလေမှာဘောလုံးကိုရှေ့ရောက်အောင်ပို့နိုင်တဲ့ကစားမတွေရှိတယ်။ဟုတ်တယ်မလား။ဘောလုံးကိုရှေ့ရောက်အောင်မပို့နိုင်တဲ့ပို့နိုင်တဲ့ကစားမတွေမရှိဘူးဆိုမှလားတကယ်လုံနိုင်တဲ့ကစားမကနောက်ကိုဆင်းယူတာမျိုးတွေပါထားပါတော့ကျွန်တော် United မှာဆိုလို့ရှိရင် Fernandez ဗျာအမြဲတမ်းနောက်ဆင်းရတယ်။ဘာလို့လဲဆိုတော့ United မှာ progressive passivity ကမရှိဘူး။အောင်မှမှာပဲခိုးပါမှာ။အခုလည်းအဲ့လိုပဲ။အော်ဝင်လာပြန်ပြီခိုးပါမှာပဲ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  ပက်ထရိုနေတိုရနေတဲ့ပက်ထရိုနေတိုပဲနေတိုပဲတရားကိုကြော်ဖို့လုပ်နေတဲ့အစ်ကူကြော်ဖို့လုပ်နေတဲ့နေတိုပဲနောက်ကိုပြန်ပေးထားသေးတယ်ဆိုတော့ကိုအတင်းရဲ့တည်ရမလား twin ကိုတို့ဖန်တီးမှုတို့နဲ့ပတ်သက်လို့ရှိရင်တကယ်ကောင်းတဲ့ကစားမတစ်ယောက်ကိုဗျာတကယ်ကောင်းတဲ့ကစားမတစ်ယောက်ကိုဘောလုံးကြီးနောက်ကိုဆင်းဆင်းယူခိုင်းနေတာကြီးอ่ะအတိတ်ပဲမရှိဘူးဟုတ်တယ်မလားကြိုင်ဘက်ရဲ့ area zone နဲ့နီးလေအန်ရီများလေဆိုတဲ့ပုံစံမျိုးရှိနေတော့အဲ့လိုမျိုးထားမှာဘာလို့လဲတော့မသိဘူးကွနော်နီးပြတယ်အဲ့လိုပဲဘာလို့လဲတော့မသိဘူး ချက်စီကတဲ့နောက်တစ်တိုက်တယ် challenge လုပ်မယ်ထင်နေဗျာတဲ့အာကြီးကပြန်ကြမယ့်ချိန်ရောက်ပြီတဲ့အပြန်အာကြီးကပြန်ကြမယ့်ချိန်ရောက်ပြီလို့ brother ဘာကြည့်ပြောလဲနော် မထင်ပါဘူးဘလို့ပြန်ကြမယ့်ချိန်ရောက်အောင်မှာတော့လူတွေဒီလောက်ဒီလောက်ကောင်းနေတဲ့အတင်းမှာလူတွေဖြစ်နေတာဗျာဘလို့ပြန်ကြမလဲဆရာသမားကလေဟမ်ဥစားကားကိုလက်လွတ်လျားလို့တို့စာလီပါကိုရီယဲထန်လက်လွတ်လျားလို့တို့ဂါဘရီယယ်ကိုရီယဲထန်လက်လွတ်လျားလို့ဆိုလို့ရှိရင်တမျိုး ီလူစင်းတိုင်ကောင်းနေတဲ့နေရာမှာအခုဆိုဇူဘမင်နီတို့ကိုခေါ်နေတယ်ဗျာတိုက်စစ်ကလည်းဂယူခရက်စတုကိုခေါ်ဖို့လုပ်နေတယ်ဘလူကြဖို့ရှိမလဲပြီးရင်နီးပြရလဲအပြောင်းလဲမရှိဘူးဗျာဘလူဘလူဘလူအပြောင်းဘလူကြမလဲအာဆင်နယ်ကနော်ချယ်ဆီတူတူပိုကောင်းလာနိုင်နေတယ်မဲ့အာဆင်နယ်ကဒီချီနီနဲ့ကြဖို့တော့မမြင်ဘူးတော့ကြဖို့တော့မမြင်ဘူးတော့ဆရာသမားဖိုင်လန်ကိုရောင်းပြီးတော့တဲ့မောင်မောင်တွေကိုဝဲရမှာတဲ့၅သန်းနေတယ်နော် နော် white line ကိုရောင်းပြီးတော့မောင်မောင်လေးဝဲမမယ်မြင့်လက်ကားပေးလိုက်က white line ကိုတည်လာနော် white line ကိုလက်ကားပေးပြီးနောက်ထပ်၅သန်းနဲ့မောင်မောင်လေးဝဲအဲ့လိုလုံးမပေးမှာဟိုကောင်မင်းချီးပါပြီးတော့မင်းသူများအဲ့ရဘို့တွန်းပြီးငငယ်လေးအဲ့ကောင်ကြီးကြောက်ကြောက်နေတကယ်ဘာကောင်မျိုးသူမင်းချီးကိုချီးကိုကိုပြောင်းအောင်မတော့နိုင်ဘူးမင်းပြင်ပြင်အဲ့တဲ့ဆောင်တွေပေါ်တုတ်တာတကယ်ကောင်နေဟင်ခဲ့ကြောင်နေ United ကအဲ့ပရီးမီးယားလိဂ်ကစားမားတွေပဲဝယ်တော့မယ်ဆိုတာအမှန်လားတဲ့ဆရာသမားရဲ့အဲ့ဒါတော့ အသင်းပိုင်ရှင်တွေပဲတိပါလိမ့်မယ်နော်ကျွန်တော်တို့ကတော့မသိဘူးဆရာသမားကြီးနော်ကျွန်တော်တို့ကထွက်တဲ့တဲ့ရင်ဟိုဖြစ်ရတာဆိုတော့နော်ဘယ်ဘဲတွေကဘလို့ပြောနေမှန်းသိရမှာပေါ့လားမနော်တကယ်တမ်းကွာသိတာနော်တကယ်တမ်းမာလူဂူစတိုကကွင်းလေကိုဝင်ဆော့နေတာဗျာသိလားကူကရလာနောက်တန်း၃ယောက်ထားပြီးတော့ကူကရလာနေရာမှာကူကရလာကိုရှေ့ပို့လိုက်အောင်ပို့ဟုတ်အောင်မယ်ဟိုကောင်ခံစစ်ကတော့တိုင်ပတ်နေတာပဲဂူစတိုက မင်းကွင်းလဲထားလဲမင်းအလုတ်မှမဖြစ်တာတည်ရမင်းကူကယ်ရလာတို့ဘာလို့ပြီးမင်းလွားမယ်တည်ရမဒီကောင်တွေကကောင်းတယ်ဘောလုံးနဲ့အတူသွားတာတွေကကင်စီတို့ပဲကောင်းတယ်ပြပြီးကွက်တီပဲဟေးကွက်တီပဲပြောရင်းဆိုရင်မန်လိုကူစတို့လုတ်ပြတော့မလားမသိဘူးနက်တို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 ကန်အာလူကွာကူကယ်ရလာကပြားတယ်ရှေ့မတက်ရဲ့နော်အန်တိုနီကိုကြီးရှိလို့ထင်တယ်တဲ့နော်ဟိုအဓိကတော့ဘယ်လိုပြောမလဲသူနောက်တန်း၃ယောက်နဲ့ကစားနေတာကိုအန်ဇူကသူတော်ဒီနောက်တန်း၃ယောက်နဲ့ကစားတော့သူ့ရဲ့အစွန်ကစားမ၂ယောက်ထဲက၁ယောက်ကတော့ ကွင်းလေကိုတက်ပြီးတော့တယောက်ကတော့ကျွန်တော်စန်တဘက်၃ယောက်အဖြစ်သူပုံဖော်ဖို့ကြံခဲ့ရမှာပဲဆိုတော့ကျွန်တော်ဒီကူကရလာကျွန်တော်ကြံခဲ့တာဘူစတူကကျွန်တော်ကွင်းလေမှာကိုင်စီရိုနဲ့သွားပေါင်းပြီးတော့အန်ဇိုရှိကိုပို့တာအန်ဒါမျိုးနဲ့တင်ကူကရလာလုံးဝကြံခဲ့တာဒီရနော်ကူကရလာလုံးဝကြံခဲ့တာနော်နောက်မှာပဲ ACC သူက၃ယောက်၃ယောက်လောက်တာဟုတ်နော်ဒါကြောင့် RC James ပါလာမယ်ဆိုလို့ရှိရင်တော့ James ကိုခန်းစီ၃ယောက်မှာထားမယ်ဆိုရင်ကူကရလာကတိုက်စစ်ကိုပူလိုက်ရမယ်လို့ထင်တာပဲလို့ပူလိုက်ရပြီဆိုလို့ရှိရင်တော့ပြောမရဘူးပေါ့လေ James ကသူ့အတူခန်းစီ၃ယောက်မှာပဲ ြံခဲ့ကြံခဲ့ကွင်းလယ်မှာပဲတက်ကစားတက်ကစားရအများကြီးပူကောင်းနေဗျာဒါပေမဲ့သူ့ရဲ့ attacking mindset နဲ့ဘာညာနဲ့ဆိုလို့ရှိရင်လည်းပဲ James လိုကစားမမျိုးကိုကျွန်တော်ရှေ့ပို့လိုက်လို့ရတယ်ပြဿနာရှိဘူးပြဿနာရှိမသွားဘူးဗောနော်ဒါကြောင့်ဒုတိယဘက်မှာအမင်းထဲ့ကိုထဲ့မှကျွန်တော်ရမှာဒီရဘက်မှာတော့ James ကိုကျွန်တော်တို့ထဲ့ကိုထဲ့မှရမှာနီးပြားမထဲ့ဘူးဆိုလို့ရှိရင်တော့ဘာလို့လဲလဲကျွန်တော်မသိတော့ဘူးအာငါ James ကိုထဲ့ရင်နိုင်တာပဲ Beijing ထဲ့တဲ့နိုင်တာပဲဒီကောင်တွေကို minute 80 80လောက်ဒီပြပြထားလိုက်ပါအောင်မယ်ဆိုပြီးတော့เนาะ85မိနစ်လောက်မှထည့်ရင်တော့မသိဘူးပေါ့လေ ဘာလူစင်းမှမသိတာဗျာတဲ့နီးပြားကအုံနောက်ကိုမပါတာတဲ့ဆက်နားမလဲဘူးသိရနော်ဘာလို့ဘာလို့လဲဟိုဘယ်နေရာတွေမြင်းထက်ပြောင်းအောင်မလဲပေါ့နော်ခုနကပြောလို့ပဲ RC James က Ghost နေရာပါမယ်ဘာရီယာရှိနေရာမှာကိုဝဲပါမယ်ဆိုလို့ရင်ဒါဟာ Chelsea ရဲ့အကောင်းဆုံးလူစင်းမင်းမဟုတ်ဘူးလားကိုယ်သမား Robert Sanchez ကိုပြောရင်ပြောဒါပေမဲ့ကိုယ်သမားကဒီပွဲမှာဘာမှမမှားမနေရတယ်ဒါပေမဲ့ပြောချင်တာနှစ်နေရာလောက်ပဲတော့တည်လားနှစ်နေရာလောက်ပဲ ဆိုတော့ဂျန်နာရီကချက်ဆီရဲ့ဒီအကောင်းဆုံးပွဲထွက်လူစင်းကစားမားတွေကြီးပဲလို့ကျွန်တော်ထင်တာပဲเนาะကျွန်တော်ဂျန်နဲ့သူတွေလည်းဘယ်သူမှเนาะဆိုတော့เนาะဂျန်နဲ့သူတွေလည်းကျွန်တော်တို့ကဘလူးမတ်မှကျွန်တော်မရှိတော့တာလူစင်းကဗျာတဲ့တိတိပို့ပြီးတော့ကောင်းတင်ပါတယ်တဲ့เนาะအဲဆန်ချိုမထည်သေးလို့ဗါတဲ့ဆန်ချိုကဘဲတောင်းမှမမာရိုခီတဲ့ပို့ပြီးတော့ကောင်းအောင်လုံးပြနိုင်ပါလိမ့်မယ်โอเคပါအဲကျေးဇူးများတယ်ပါတယ် ချဲစီပြိတဲ့တရားလုံးကဗျာတဲ့အားနေနီးပြပဲမြင်နေတာတဲ့ခိုးပါမာတို့တရားစီလို့ညံ့နေတာကြတော့မမြင်ဘူးတဲ့နော်အဲဘယ်လိုပြောမလဲပြိတဲ့ဆိုတဲ့သဘောတရားတော့လीနော်ပြိတဲ့ဆိုတဲ့သဘောတရားတော့ तू ကတပွဲနှစ်ပွဲကိုကျွန်တော်တို့ကြည့်ရင်ကစားသမားတွေရဲ့အမှားတွေကိုကစားသမားတွေလိုအပ်ချက်တွေကိုကျွန်တော်တို့ကောင်းကောင်းမြင်နေဗျာအာဒီပွဲမှာဒီကောင်ကညံ့နေဟိုကောင်ကညံ့နေပေါ့တရားစီလုံးစာကျွန်တော်တို့ကာလရှိတစ်ခုလုံးကိုကျွန်တော်တို့ကြည့်တဲ့အခါမှာ ပူကစားမဒီကစားမဆိုတာတည်းနိပြကိုပို့ပြီးတော့မြင်ကြရတယ်ဗျာတည်လာနော်နိပြကိုကျွန်တော်ပို့ပြီးတော့မြင်ကြရတယ်ဆိုအခုလိုမျိုးတရားစီလုံးနိပါဖြစ်လာတယ်ဆိုတော့လေကျွန်တော်တို့နိပြကိုပို့ပြီးတော့ပြောကြတာလေဖြစ်ကောင်းဖြစ်မှာပေါ့လေဒါပေမဲ့လို့ကျွန်တော်တို့ဟိုမာရက်စကာရဲ့ပထမဆုံးယာတီမှာအများကြီးပူကောင်းအောင်လုံးပြနိုင်တယ်လို့ထင်တာပဲပြီးခဲ့တဲ့ယာတီချယ်ဆီနဲ့ဗျာဒီယာတီချယ်ဆီနဲ့ကျွန်တော်တို့ကွာဟမှုကအများကြီးပဲဟုတ်တယ်မလားနော်ကွာဟမှုကအများကြီးပဲချန်ပီယံစ်လိပြန်ဝင်ခွင့်ရတယ်ဟောဖိုင်နယ်မှာကျွန်တော်တို့ရောက်ပြီး ်ပြီးလို့ရှိရင်အတင်းကြီးတွေကိုလည်းကျွန်တော်ဒီယာဒီမှာရှင်ပြီးတော့ကစားနေနိုင်မှုတွေကျွန်တော်ရှိတယ်ပြည့်တဲ့ယာဒီကတည်းကအများကြီးပိုကောင်းတယ်လို့ထင်တာပဲနီးပြားတော့အများကြီးတူတူအောင်လုပ်ပေးထားတယ်လို့ကျွန်တော်ယူဆတာပဲပြေးဖို့ပဲတည်တဲ့မာရီဝဲကင်းနေတဲ့ net 2ကိုနေရာချင်းကစားလိုက်ရောဗျာတဲ့နော်ပြီးမှ James ကို Gustin နဲ့လဲလိုက်ရင်တော့မှအဆင်ပြေဦးမယ်ထင်တယ်တဲ့နော်ခုနကလည်းသူတို့တွေတောင်းပန်နိုင်ခုလဲကစားတာမင်း9မိနစ်လောက်တွေးလိုက်ရသလားလို့ဟာ